ာပါဒီတစ်ပတ်မီနူကတော့အွန်ခေါ်ဆက်ချက်စာဖြစ်ပါတယ်တန်တန်ဟမ်ဒီနေ့ရတော့အုန်းခေါ်ဆက်ချက်မှာဖြစ်ပါတယ်။အဲ့တော့ကျတားစီတက်ဖို့အတွက်ကျတော်ပြူကျတော်နေဖို့ခြင်းလေးပါလေပေါ့နော်။လှိမယ်ပေါ့နော်။ချက်ချက်လေး။အင်းကျွန်တော်လွတ်တက်တော့လုပ်ပြီးဆက်ကြည့်မှာပါ။ကျွန်တော်ရဲ့ဖေဗရစ်ဖူးကတော့အုန်းခေါ်ဆက်ဖြစ်ပါတယ်။ဟုတ်ကဲ့နော်။အောင်ကြည့်ရတယ်ပေါ့။ချက်ပြီးမှလည်းမတွေ့ချင်းဘူး။တွေ့ချင်းဘူး။ စာကျွန်တော်လည်းရအောင်စာမဲ့ဒီမှာ you တယောက်ပဲရှိပါတယ် guess guess ဘုကုံလေး you တွေ့ချက်ပြင်မှာရှိပါတယ်ပြီးခဲ့တဲ့ဘက်ကတော့မောင်ငါချက်စားတယ်ဗောနော်ဒီတစ်ပတ်တော့ on the course လေးချက်စားဖြစ်ပါတယ်မောင်ငါနဲ့ on the course နဲ့ဆိုရင်တော့ကျွန်တော် on the course ကိုပူကြိုက်ပါတယ်ကျွန်တော်ရဲ့ on the course လေးရတော့ရတော့ပါပြီကျွန်တော် on the course စပြမှာဖြစ်ပါတယ်ဆိုင်းတော့ပြီဆိုင်းတခါဆိုင်းနှစ်ပွဲပဲဆွဲပြီနော် အဲခေါဆွဲလေးဖြောထားဖြစ်ပါလေ ready made ခေါဆွဲလေးပေါ့နော်ကျသားလုံးကြီးအကြီးလေကျွန်တော်ကအော်နော်ခေါဆွဲရကျွန်တော်ဖိပလေးဖူပါပဲဟုတ်တယ်ကျွန်တော်တော့ကြိုက်တယ်ဗျာမဝင်းခတဲ့ပူကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးမလာပါဒီတစ်ပတ်မင်းတို့ကတော့အော်နော်ခေါဆွဲချက်စားဖြစ်ပါလေတန်တန်တန်အော်နော်ခေါဆွဲရတော့နော်ဒါကျွန်တော်လက်ရပေါ့နော်ကျွန်တော်ရဲ့ဖိပလေးဖူလည်းဖြစ်ပါလေ ကျတာနေချင်းနဲ့ဘုံတော့ကျုပ်ရယ်ကျုပ်တွေလည်းစိတ်ထထားပါတည်းဒါကတော့စစ်တုံနေနဲ့နည်းနည်းမလေးပါဒါကတော့ဥဆက်ကြည့်ပါတော့ဒါကျုပ်တွေစိတ်ထားပြပါတယ်ဘုံတော့နော်ဖေဗရီကဘုံတော့ဟိုကလေးကြောင့်စားပြန်မှာဖြစ်ပါတယ်နည်းအေးလေးမိကြည့်လိုက်ပါကြည့်ရအကြိုက်ကြိုက်လေးတယ်။ဒီမှာအုန်းဟိုလိုချူချူလေးမှတိုက်တာဆိုတော့ ဒီမောင်းနေထဲမှာနော်ဟိုဒီရှူရှူလေးမှာကြာတော့ကျွန်တော်အုံးလို့နည်းနည်းချက်ထားပါရဲ့တို့တမ်းရဲရဲ့တဲ့တို့တမ်းရဲထဲပေါ်တော့ကျွန်တော်တမ်းရဲအဲ့လောက်တို့ခေါ်တဲ့လောက်ကြီးကြဲလို့ရတယ် အမေတက်လိုက်ပြီဆိုအုံးလို့ရတာပြတ်သွားတယ်လို့ကျွန်တော်ခံစားလို့ပါမိရဲ့အီမာတက်လို့လေအမေလေးပဲထည့်ထားကြတယ်ကျွန်တော်ကအမေအဲ့လိုမကြိုက်ပါဘူးဘူးလေးဆိုတော့တော်လေးကောင်းပါလေလွယ်လဲလွယ်လဲအုံးလို့ဆက်ရတာကျန်နေနေပြပြလိုက်ရတယ် ဂျမ်းမင်းလေးပေါ့နော်ကလေးပဲကလေးပဲမုန်းနေမဲ့ချစ်ကြပါကျွန်တော်ကတော့ကလေးပဲနဲ့ပဲမင်းကညှရနဲ့ရေးစင်ထားလိုက်တယ်ပေါ့နော်ကလေးပဲလေးကိုပြုတ်ပြုတ်ထားတယ်ပေါ့နော်ပြုတ်ထားပြီးတော့အဲလိုပြုတ်ပြီးသွားပြီးနူးသွားပြီးဆိုရင်ချိတ်ချက်လေးနဲ့ချိတ်ချိတ်လိုက်တယ်ပေါ့နော်နောက်ပြီးတော့ကြသားနဲ့ကြသားကိုမျိုးမျိုးချက်သူမျိုးချက်သူနေစီးတတ်ပြီးကြသားလေးကိုလုံးလိုက်တယ်ပေါ့လုံးပြီးတော့ကြသားလေးနဲ့ကြသားလေးကိုရေးရေးထည့်ပြီးတော့ကိုလိုချင်တဲ့ရေးပမာဏလေးထည့်ပြီးတော့နော်လုံးလုံးချက်တွေချက်လိုက်တယ်ပေါ့အဲ့ချက်ပြီးသွားပြီးဆိုမှကျွန်တော်အုံလို့ထည့်တယ် နှုတ်ထည့်ပြီးဆိုပြီးပြီးတော့အောင်းနှုတ်အမုံပဲဝင်ထည့်ရပါတော့ပဲဝင်ထည့်ပြီးတော့ပြောပြောပြီးသွားပြီးပဲထည့်ပြီးမှဆက်ပြီးသွားပြီးဆိုမှအနောက်ဆုံးပဲအောင်းနှုတ်ထည့်ရပါတော့အောင်းနှုတ်ထည့်ရခြင်းမှာအသားပေါက်ငန်းကြီးပါလိမ့်မိကြီးပေါ့ကျွန်တော်ကတော့အခုတော့အကြိုက်ပါပဲဆက်စားလိုက်ပါဦးမယ်ကျွန်တော်ရဲ့အောင်းနှုတ်ခေါ်သွေးလေးကောင်းပါလေအားလုံးပဲဘိုင်ပါ